်မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးမြစ်တာရက်ခံပေးရန်တန်ကမဟာနိုင်ရကအထံဂျပန်ရောက်မြန်မာများတောင်းဆိုတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မတရားဖန်ဆီးခံထားရတဲ့နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်မြန်မာနိုင်ငံနိုင်ငံတော်တန်ခါမဟာနိုင်ရကဆရာတော်ကြီးများကမြစ်တာရက်ခံပြီးရန်ဂျပန်ရောက်မြန်မာများကတောင်းဆိုခဲ့ကြောင်းငြိမ်းချမ်းရေးကံလက်များအဖွဲ့ထံကသိရပါတယ် တောင်စုပွဲကိုဂျပန်နိုင်ငံအိုဆာကာမြို့တွင်ယနေ့ဒီဇင်ဘာ9ရက်မနက်ပိုင်းမှာကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ဒေါက်ဆန်းစုကြည်လွတ်မြောက်ရေးသည်မြန်မာပြည်ငြိမ်းချမ်းရေးအတွက်လမ်းစဖြစ်ပြီးပြည်သူများ၏ဒုက္ခများကိုရပ်တန့်ပေးနိုင်ပြီးအားလုံးပါဝင်သောဆွေးနွေးညှိနှိုင်းမှုများဖြင့်တိုင်းပြည်ပြည်လဲတည်ငြိမ်ရေးကိုဆောင်ရွက်နိုင်ပြီဖြစ်သည်ဟုငြိမ်းချမ်းရေးကမ်းလှမ်းများအဖွဲ့ဥက္ကဋ္ဌကတူးမာတင်ကသတင်းဌာနကိုပြောကြားပါတယ်။ကျွန်တော်တို့လုပ်ရတဲ့ရည်ရွယ်ချက်ကတော့အောင်ဆန်းစုကြည်လွမြောက်ရေးအတွက်ဆရာတော်ကြီးတွေကမေတ္တာရက်ခံပေးဖို့တောင်းဆိုပွဲပြုလုပ်ရတာဖြစ်ပါတယ်ဟုလက်ကောင်းကပြောပါရယ် ထို့ပြင်တိုင်းပြည်တည်ငြိမ်ရေးနှင့်လောကကောင်ကျိုးလူသားအကျိုးအတွက်ထောအောင်ဆန်းစုကြည်လွတ်မြောက်လာစေရန်နိုင်ငံတော်တန်ခါမဟာနာယကဆရာတော်ကြီးများမှခိတ္တသာသနာတော်တမိုင်းတင်ပြီးမေတ္တာတရားထားပေးပါရန်တောင်းဆိုအပ်ပါသည်ဟုထုတ်ပြန်ချက်တွင်ပန်ကြားထားပါသည်။လက်ရှိတွင်လေရင်ပုံချဲမှုများတိုက်ပွဲဖြစ်ပွားမှုများကြောင့်နေစဉ်လူသေဆုံးနေရပြီးလူရွာများပို၍ပျက်စီးလာနေသည့်အခြေအနေဖြစ်နေသည်။ထိုကြောင့်မြန်မာနိုင်ငံသည်အစုံမရှိသောစစ်ပွဲတန်တရာအမှောင်မှိုက်ဆုံးသောခရီးရှည်ကြီးစီသို့ချီတက်နေကြသည်နှင့်တူနေပြီး ပြည်သူအလုံးဒဏ်ရာပလပွားဖြစ်ထိခိုက်နာကျင်လွန်လာနေပြီဖြစ်သည်ဟုလည်းကဒူးမာတင်ကဆိုပါတယ်မြန်မာနိုင်ငံတွင်ဆစ်ရှောင်နေရသည့်အယက်သားပြည်သူတုံတန်းကျော်သည်အခက်အခဲများကြုံတွေ့နေရပြီးအသက်80အရွယ်ဒေါ်အောင်ဆန်းစုကြည်သည်လည်းထောင်ထဲတွင်ဖမ်းဆီးခံထားရပါတယ်ဆက်လက်ပြီးစစ်တပ်ရုံးမှမှုကဘာကြီးပို့တီလာပြီအိန္ဒိယနိုင်ငံများကအထူးသဖြင့်အာဆီယံသည်ရွေးကောက်ပွဲပြီးလျင်တခုခုထူးခြားလာလိမ့်မလားဟုမျှော်လင့်နေကြချိန်တွင်အရေးသုံးပါးနားမလည်သည့်လူမှန်များကလက်သီးလက်မောင်းတန်းလာနေကြပြီဖြစ်သည့် လာမယ့်ရွေးကောက်ပွဲတွင်ပြည်ပနိုင်ငံများအလုံးကကျင်းသေးပေါက်နိုင်မည်ဟုထွက်ဆထားသောကြံဖော်မှာထိတ်တန့်ကောင်းဆောင်ခရီးအပါဝင်အလုံးကမင်းအောင်လိုက်ထက်ပင်သူထက်ကလက်စွမ်းပြချင်နေသူများသာဖြစ်သည်ဤဒီကိုလည်းမဖုံးမကွယ်ထုတ်ဖော်ပြောဆိုလာသူကနေပြီးတော့ကြံဖို့ယုံခွဲဤအကြီးအကဲဖြစ်သူဘူလက်လဆွေပင်ဖြစ်သည်၎င်း၏ social media post တွင် aragat.ec ec ချုပ်ကိုချုပ်ထုံးမြတ်နိုင်အောင်၎င်းရှိနိုင်သည့်နေရာမှန်သမျှပုံကျဲတုတ်တင်ပြမည်ဟုကြေငြာလာခဲ့သည်။ကိုချုပ်ထုံးမြတ်၌48နှစ်မြောက်မွေးနေ့အတွက် ရခိုင်ပြည်နယ်နှင့်ပြည်ပရှိဗုဒ္ဓဘာသာနှင့်မွတ်စလင်မိသားစုအတိုင်းဝိုင်းများမှချီးကျူးဂုဏ်ပြုခဲ့ကြပြီးတော်လန်ရေးကြီးဆက်လက်အောင်မြင်စေကြောင်းစုမုံကောင်တောင်းခဲ့ပြီးရနေငယ်ချတွင်ယခုလိုချိန်ချောက်ချိန်မွားလိုက်ခြင်းလည်းဖြစ်သည်ဟုသတင်းဌာနကဆိုပါတယ်။လက်ရှိကြံဖို့တွင်ဩစာလွှမ်းနေသူများကဝိုင်းရင်စစ်ဖက်အရာရှိကြီးများဖြစ်ခဲ့ကြသောခင်ကြီးမောင်ရင်ဖူးလက်လက်ဆွေနှင့်ရန်ကုန်တိုင်းမှခမောင်စိုးတို့ဖြစ်သည်။၎င်းတို့အဖို့က2015တွင်အာနာလက်လုခရပြီးနောက်တောက်လျှောက်အကြံဖတ်မှုများကိုနောက်ွယ်မှစီစဉ်ခဲ့ကြသူများဖြစ်သည်။ ထိုကဲ့သို့သဘောထားတင်းမာပြီးအကြံဖက်လိုသူများကရွှေကောက်ပွဲအပြီးတိုင်းပြည်ကိုအုပ်ချုပ်သွားရန်တာစုနေကြသည့်အဖြစ်ကရှင်းလေးစရာဖြစ်နေကြရသည်။တခါကအမေရိကန်၏ West Point စစ်တပ်ကတို့ကြီးနှင့်တန်းတူဟုချွေးချော်ခဲ့သောမေမျိုးစစ်တပ်ကတို့ကြောင်းစင်ဖို့ကြောင့်များသည့်မြသည့်စစ်ကြောင်းတိုက်ကြီးမှထရောက်ခဲ့မှုခြင်းမရှိသည့်အပြင်ကဘာလက်ခရီးသွားအလန်းညော်အဖြစ်သာလောက်ကိုက်ခဲ့မှုသည်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်မှုအောက်ရခိုင်စစ်မျက်နှာတွင်ခွက်ခွက်လန့်အောင်ရှုံနှိမ့်ခဲ့ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင်မြို့ပေါင်း18မြို့ရှိသည့်အနက်14မြို့ကိုလက်လွတ်ခဲ့ကြရသည်မြမအရေးလေးလာစောင့်ကြည့်နေသူများကတော်လန်ရစ်တက်များ၏စုစုပေါင်းအင်အားကို8000ခန့်ရှိမည်ဟုခန့်မှန်းထားကြသည်စစ်တပ်အဖွဲ့ကထိုများအင်အားကိုနိုင်ငံအနှက်ထိုးစစ်ဆင်တိုက်ဖို့ဆိုသည်ကမိတို့များမဖြစ်နိုင်ပေကဘာတဝမ်းရှိစစ်ရေးကျွမ်းကျင်သူများဖျားဟောကြမ်းကန်အလားလက်ခံထားကြသည် ပုံသေးဒီကဖီရင်းပုံကံမှုကိုနှိမ်နင်းရအတွက်စစ်အင်အားသည်စေချိုးတချို့အသာစီရှိနေရမည်ဟု၍ဖြစ်သည်အချို့က 15ကျိုးတချို့ဟု၍ပင်ပြောနေကြသည်အရေးအတွက်များတိုင်းလည်းအောင်မြင်မည်ဟုတေချာပေါက်အာမမခံနိုင်တော့လေအင်အားသည့်အရေးပါသည့်နေရာတွင်ရှိနေသည်ထို့ထွက်လည်းစေအုပ်စုသည်၎င်းတို့၏တာသမီများကလွယ်၍ပြည်သူတို့၏ရင်းနှစ်တီးကြကလေးများကိုအိမ်ပေါ်မှအတင်းဆွဲချကစစ်မြေပြင်သို့တွန်းပို့နေခြင်းဖြစ်သည်ဤဒီကလည်း၎င်းတို့၏လုပ်ရအပေါ်လူသူကစူပူထကြွမလာရဲဟုအပိုင်ထွက်ကအရေးကိုလိုက်ခြင်းဖြစ်တော်လေအောင်မြင်သွားခဲ့သည်လက်ရှိလူငယ်စစ်မှုတန်းအင်အားတည်ပင်၈၀၀၀ခန့်ဖြစ်လာနေပြီဟုဆိုသည် ။သို့သောပုံတင်နည်းအရဆိုကအနည်းဆုံးနောက်ထပ်၈သိန်းခန့်ရှိမှဖြစ်ပေမည်။သို့အတွက်လည်းရှေ့လျှောက်ပို၍စုဆောင်လာဖို့ရှိနေသည်။ကြံဖို့ရှိစစ်အနိုင်တိုက်ရေးသာတခုတည်းသောထွက်ပေါက်ဟုခံယူထားကြသူများက၎င်းတို့အာဏာရလျင်စစ်ပြန်များပြည်သူစစ်ဆိုသူများမိသားစုဝင်များနဲ့အရရရှိထောက်ခံသူများကိုစူးစီးလာနိုင်သည်။ ၎င်းတို့ကို၎င်းတို့မလုံးကျုံသလိုခန်းစားနေရသည်စိတ်သက်သက်တစ်ခုတည်းဖြင့်တိုင်းပြည်ကိုမီးဟုံဟုံတောက်လာအောင်မီးမွှေးနေကြသည်စစ်အာဏာယူများကြောင့်တမိုင်းမှနောက်ပြန်လှည့်ကောင်အမောင်တကအမောင်တိုက်ကြီးတဲ့သူဆွဲခေါ်နေသည့်အဖြစ်ကိုတခုခုဖြစ်လာတော့နှင့်မိမောနေ၍မိတို့များမဖြစ်တော့ရှေးလျှောက်ပိုဆိုးလာဖို့သာရှိနေပြီးဒီဇင်ဘာ၁၀ရက်တိုက်ပွဲခေါ်တံကိုအင်တိုက်အားတိုက်ပအဝင်ကြဖို့သာရှိပြီးတော့သည် ဖေယားလက်ကံပြုမည်ဆိုကလူလူသည်ရွေးကောက်ပွဲကိုထောက်ခံသည့်သဘောလာဟုနိုင်ငံတကာမှထင်ရောက်ထဲမှဖြစ်လာနိုင်သည်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ကလည်းအပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့လည်းဖြစ်သည်ဒီဇင်ဘာ10ရက်မနက်10:00နာရီမှနေ့လယ်3:00နာရီအထိအပြင်းမထွက်အတန်တိတ်သပိတ်တွင်ပါဝင်ဆင်နွှဲကြပါရန်ထပ်မံနှိုးဆော်ထားသည် ထိုရေးကိုလူမှုဇဝေဇဝါဖြစ်ရန်စေအုပ်စုမှဂျကာတာတွင်ပြုလုပ်သောနိုင်ငံတိဆောက်ရေးအတွက်အင်ဒိုနီးရှားအထွေကြုံများမျှဝေခြင်းဆိုသည့်အလို့ယုံဆွေးနွေးပွဲသို့တက်ရောက်လာသည့်ဒေါ်လန်ရေးအဖွဲ့များနှင့်ဆွေးနွေးခဲ့ကြသည်ဟုစေအုပ်စုဘက်မှထွက်လာသောကောလာဟာလာများကိုဒေါ်လန်ရေးအုပ်စုများကမဟုတ်မမှန်ဟုတရားဝင်ညင်းဆိုခဲ့ကြသည်ဟုအေယာဂရီသတင်းစာမျက်နှာတွင်ဖော်ပြထားပါသည်။ပြည်သူတို့ဤတရားတော်စစ်မုတ်ချအောင်ရမည်။ ဆလပီအတန်တိတ်တပိတ်ကိုဂုံပြူသည့်အနေဖြင့်အတူရောင်ရွှေကောက်ခွဲဆန့်ကျင်မဲတသန်းခွဲပြည့်ရန်မျှော်မှန်းထားတဲ့ဆွေတရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဒီဇင်ဘာ၁၀ရက်နေ့တွင်ကြာရောက်မဲအပီပီဆိုင်ရာလူအဖွဲ့ရင်း၌ပြုလုပ်မဲအတန်တိတ်တပိတ်ကိုဂုံပြူသည့်အနေဖြင့်ဇေယုစုအတူရောင်ရွှေကောက်ခွဲကိုဆန့်ကျင်မဲပေးသူတသန်းခွဲပြည့်ရန်မျှော်မှန်းထားကြောင်း MM Shen Election Website ကိုတီထောင်ခဲ့တဲ့ရဲဘော်ကြော်ကြီးကပြောပါတယ်။အတူရောင်ရွှေကောက်ပွဲကို လက်မခံသူများအွန်လိုင်းမှဆန္ဒထုတ်ဖော်ရန်နှင့်ဒီဇင်ဘာ၄ရက်နေ့ကစတင်၍ website တစ်ခုစတင်ခဲ့ပြီးနောက်၄ရက်အကြာတွင်ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခြင်းဖြစ်ပါတယ်။ကျွန်တော်တို့အစတုန်းကမျှော်လင့်ထားတာထက်တာလွန်ပြီးပြည်သူတွေပူးပေါင်းပါဝင်ကြတာတွေ့ရလို့အားတက်မိပါတယ်။အခုလိုပါဝင်ကြတဲ့နှုံးတိုင်းဆိုတတန်းကွဲဆိုတဲ့နှုံးကတကယ်ဖြစ်မှာပါဟုရဲဘော်ကြော်ကြီးကဆိုပါတယ်။ ယနေ့ဒီဇင်ဘာ9ရက်နေ့နေ့လယ်12နာရီအထိစန့်ချင်မဲ့ပေးသူ၈သိန်းကျော်ရှိနေပြီဖြစ်ပြီးတက်တန်းပြည့်တော်မီဖြစ်သဖြင့်ပြည်သူများပုံမှုပါဝင်ကြရန်ရဲဘော်ကြော်ကြီးကတိုက်တွန်းနှိုးဆော်ထားပါတယ်မြန်မာနှင့်ဆိုင်သောနိုင်ငံရေးစောင်းပါများရေးသားလေရှိသောချက်သမရနိုင်ငံအခြေဆိုင် Mr. Igor Vlasivic ကလည်း၎င်း e social media မှတက်စင်မှတ်ချက်ဖြူရတွင်စတင်ပြီးတရက်အတွင်းပါဝင်လက်မှတ်ထိုးသူတက်သိန်းခွဲနှိပါရှိလာခဲ့ပြီးလက်ရှိနှုံအတိုင်းဆိုပါကတပတ်အတွင်းတက်တန်းပြည်နိုင်ချောင်းပြောကြားပါတယ် ဒီအတိုင်းသွားရင်တပတ်အတွင်းတတန်းဖြစ်နိုင်တယ်ဝိုင်းထွန်းကြရအောင်အနည်းဆုံးတော့ဒီအတူရောင်ရွှေကောက်ပဲကိုဒီလူတွေလက်မခံခဲ့ဘူးဆိုတော့ကိုကဘာကိုဖျက်လို့ရတာပေါ့ဟုမစ္စတာအီဂောကတိုက်တွန်းပြောဆိုပါတယ်ဆေယိုစုရဲ့အတူရောင်ရွှေကောက်ပဲမတိုင်ခင်အထိရသမျှစန့်ကျင်မဲများပေးနိုင်အောင်စီစဉ်ထားကြောင်းရဲဘော်ကျော်ကြီးကပြောပါတယ်အကြံဖတ်စစ်တပ်ဘက်မှဘော့တ်များတုံးပြီး NUG PDF များအားအကြံဖတ်မှုများအဖြစ်ပုံပေါ်ရေးသားထားသည့်မှတ်ချက်များလာရောက်ရေးသားခဲ့တော်လဲ စာအီလုံချုံရေးကိုတိုးမြှင့်ပြီးဖြစ်သဖြင့်ပြည်သူများပုံမှုပူးပေါင်းပါဝင်နိုင်ရန်မျှော်လင့်ကြောင်း၎င်းကဆိုပါတယ်။နိုင်ငံရေးတက်ကြွလှုပ်ရှားသူတအုပ်ကလည်းစစ်အုပ်စုကလှုပ်တဲ့ရွေးကောက်ပွဲကိုပြည်သူတွေကဘလောက်ထောက်ခံတယ်လဲဆိုတာကိုတက်တည်ပြလို့ရမယ့်အခွင့်အရေးနှစ်ခုရှိတယ်။ပထမတစ်ခုကလက်ရှိစိုက်ကနေစန့်ကျင်ပေးပြီးတော့နောက်တစ်ခုကအသက်တိတ်တပိတ်မှပါဝင်တာ။ဒီနှစ်ခုစလုံးကလက်တွေကျတဲ့ပြည်သူတွေပူးပေါင်းပါဝင်လို့ရတဲ့နည်းလမ်းတစ်ခုပါဟုမှတ်ချက်ပေးခဲ့ပါတယ်။